ကားမပြောတတ်သေးတဲ့ကလေးလေးတွေနှုတ်စာပြီးနှိုးဝါပြီးဆိုရင်ဘယ်လိုလက္ခဏာတွေပြလဲပေါ့နော်ပရမဆုံးနှုတ်စာတဲ့အခါမှာကလေးငယ်လေးတွေလှုပ်လေးလှုပ်ထားရှိတဲ့လက္ခဏာအချက်လေးကိုပြပြပေးပါမယ်ရှင် နံပါတ်၁ကကလေးငယ်တွေကသူတို့ရဲ့လက်ချောင်းလေးတွေကိုစုပ်နေတာပါ ရှင်ဒါလေးတွေကဘိုက်စာပြီးနိုးစာပြီးဆိုတဲ့အတိတ်ပဲပါရှင်နံပါတ်2ကရှာလေးနဲ့နှခမ်းနားသဝိုက်ကိုနန်းနေတဲ့ပုံစံသို့မဟုတ်ရင်းနေတဲ့ပုံစံလုပ်နေတာပါရှင်။နံပါတ်3အချက်ကတော့မိခင်တို့ကိုတစ်ချိန်လုံးကြည့်နေတာမျိုးဖြစ်ပါတယ်။ နောက်ဆုံးနံပါတ်၄အချက်ကတော့ပဇက်လေးကိုဖွင့်လိုက်ပေးလိုက်လုပ်နေတဲ့ပုံစံလေးပါရှင်။ဒါလေးတွေကစကားမပြောတတ်သေးတဲ့အရွယ်မှာလှုပ်တတ်တဲ့အလေးထားပါဆိုပြီးတော့ကလေးငယ်ကျမ်းမာရေးသူတည်တည်များကဆိုထားကြပါဗါ။အဲ့ဒါနဲ့အတူကလေးငယ်လေးတွေဘိုက်ပြပြီဆိုရင်လေဖြတ်တဲ့ကြားရဲ့လက္ခဏာလေးတွေကိုပြီး ဖြစ်ပြပြီးသွားပါမယ်ရှင်နံပါတ်1ကမျိုးလေးတွေကသူတို့ရဲ့လက်ကလေးတွေကို ဖြန့်ထားတာပါရှင်ဒါလေးကဗိုက်ပြေသွားပြီဆိုတဲ့အတိတ်ပဲပါအဲ့ဒီအပြင်ကိုဒီလိုလေးလက်တီလေးဆုပ်ထားတာလည်းဗိုက်ပြေသွားပြီဆိုတဲ့အတိတ်ပဲပါရှင်နံပါတ်2ကမြင့်နိုးနဲ့တွန်းကန်တာပေါ့နော်ဆက်မတောက်ချင်တော့ဘူးဆိုတဲ့အမူအရာကလည်းဗိုက်ပြေတဲ့သဘောပါရှင်နံပါတ်3အချက်ကတော့နှုတ်တောက်ရင်အိပ်ပေါ်သွားတာပါရှင်နံပါတ်4ကမိခင်နိုးတောက်နေတဲ့အခါမှာဆုပ်တဲ့အားနှီးသွားတာလည်းနိုးပါပြီဆိုတဲ့အတိတ်ပဲပါရှင်ဒါလေးက လေးလေးတွေနိုးစားပြီးနိုးပါပြီဆိုတော့လက္ခဏာလေးတွေကို sharing လုပ်ပေးလိုက်တာပါရှင့်